တောင်မျိုးသားလူမျိုးရေးတက်မတော် DNA ကတော်လန်ရေးကာလပြည်သူဆိုးရတရက်ဖွဲ့ရန်လုံနေစင်ပါပင်စစ်ကောင်စီကတောင်ခန့်ဒေတာမှာစခန်းများကိုတိုက်ခိုက်ရဲ့နောင်ချိုတို့တင်းရံတက်လာရခုနှစ်မိုင်ခန့်အကွာကန်ကြီးရွာရောက် DNA ပူးပေါင်းတက်နဲ့အပြင်းထန်တိုက်ပွဲဖြစ်နေပါတယ်တိုက်ပွဲဖြစ်စဉ်ကိုတေချာတိရအောင် လာရှိုးမျိုးပြန်ပေးလိုက်ရတဲ့အခြေအနေကနေပြောပါမယ်စစ်တပ်အနေဖြင့်တထောင်နှစ်ဆယ်ခုနှစ်စစ်စင်ရဲ့တွင် ရှမ်းမြောက်ဒေသရှိမြို့များအားလက်လွတ်ခဲ့ရပြီးတရုတ်ကူညီဖြင့်လာရှိုးမျိုးပေါ်တွင် ပြန်လည်ခြေချခွင့်ရပြီးနောက် DNA တင်ပိုက်ထားသည့်နောင်ချိုမြို့နယ်ကိုအင်အားလုံးရင်းဖြင့်ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်ပါတယ်ပထမလမ်းကြောင်းကတော့ရက်ဆောက်ကြောက်ကူလမ်းကြောင်းစစ်ကောင်စီတပ်သည်ရက်ဆောက်နှင့်ကြောက်ကူဒေသများမှတဆင့်နောင်ချိုမြို့ဘက်သို့စစ်အင်အားဖြည့်တင်းကထိုးစစ်ဆင်ခဲ့သည်ဤလမ်းကြောင်းသည်နောင်ချိုမြို့နယ်သို့ဝင်ရောက်ရန်အဓိကပြုဟာလမ်းကြောင်းတစ်ခုအဖြစ်အသုံးပြုခဲ့သည်ဒုတိယလမ်းကြောင်းကတော့ကုန်းလမ်းကြောင်းကန်ကြီးရွာနှင့်နောင်ချိုမြို့နှင့်ခုနှစ်မိုင်ကွာကန်ကြီးရွာနီးတို့စစ်ကောင်စီတပ်ကြောင်များရောက်ရှိခဲ့ပြီး ကုန်းလမ်းမတစ်ဆင့်ထိုးစစ်ဆင်ခဲ့သည်ဟုဒေတာခန်များကပြောသည်ဒီလမ်းကြောင်းကိုလည်းနောင်ချုံမြို့သို့တိုက်ရိုက်ဝင်ရောက်ရန်ဒုတိယလမ်းကြောင်းအဖြစ်အသုံးပြုခဲ့ပါသည်။နောင်ချုံမြို့နယ်တွင်ပြစ်ခတ်တိုက်ခိုက်ရာတွင်စစ်တပ်အနေဖြင့်တောင်ခမ်းနောင်ချုံလမ်းပိုင်းဒါမကပြင်ဦးလွယ်နောင်ချုံလမ်းပိုင်းရှိနှစ်ဖက်ထိုင်ချစစ်ဆင်ထားသည့်အိုမဒီလမ်းခွဲမှာလည်းအင်းကိုဆက်မသွားခင်ကျွန်တော်တို့ရဲ့ YouTube Channel ကိုဆက်ခရိုက်လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ပတ်မလိုက်တဲ့သတင်းတွေကိုတိုက်ပွဲနေရာတွေနဲ့တကွနေတိုင်းဖော်ပြပေးနေတာကြောင့် ကြည့်နေတဲ့ညီအကိုသာတမလိုက်တဲ့သင်းတွေကိုစိုင်းနေတတ်တဲ့လူဆိုရင် နောင်တမရစေရဘူးကဲတိုက်ပွဲသင်းကိုဆက်သွားရအောင်မင်းနစ်စဲတနစ်စဲနှစ်ရက်များတွင်ဒယုံတိုက်လေအများသုံးကလေချောင်းမှဘုံကျဲတိုက်ခိုက်ခဲ့သည့်အတွက်ဒေတာခန့်ချုပ်တန်ရာရခဲ့ကြောင်း DNAA ကပြောပါတယ်စစ်တပ်ကလက်နက်ကြီးဒယုံနှင့်လေချောင်းဖြင့်နောင်ချိုတို့ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးဇွန်၄ရက်နေ့6ရက်ကဆိုလျင်စစ်တပ်ပစ်သည့်လက်နက်ကြီးကြီးများနောင်ချိုမြို့ပေါ်ဇေယျကွက်နှင့်ဘူတာရဲကွက်တို့၌ဂျက်လီအရတား၅ဦးခန့်တန်ရာရပြီးနေအိမ်နှင့် ဖုန်းကြီးချောင်းချိုပျက်စီးခဲ့ကြောင်းသိရသည် DNA ပြောရေးဆိုခွင့်ရှိသူရွေးရဦးကမနေ့ကအထီးတော့ဂန်ကြီးဘက်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်အခြားခြေအနေတွေကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူးလက်တလုံးမှာစစ်ကောင်စီဘက်ကထိုးစစ်တွေပိုးလုပ်လာတယ်လက်နက်ကြီးတွေနဲ့ပြစ်တဲ့လက်နက်ခဲယမ်းတွေလည်းဖြစ်တင်းလာတဲ့အနေအထားမျိုးဖြစ်တယ်ဟုသူကပြောပါတယ်ဇွန်လ9ရက်ကလည်းတောင်းတက်မတော့ DNA ရှိရာဂန်ကြီးကျေးရွာညောင်တော့နဲ့နောင်ချိုကြီးကျေးရွာတို့မှာလည်းတိုက်ပွဲဖြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ် ဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကခံကြီးရွာကိုခက်တသိမ်းပိုက်ရခဲ့ပါသေးတယ်။ဒါပေမဲ့ဒေါ်လန်ရေးတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့်ခံကြီးကြီးရွာကိုညပိုင်းမှာပြန်လည်ထိန်းချုပ်ဝင်ခဲ့တယ်လို့နောင်ချိုမြို့ခံတွေကပြောပါတယ်စစ်ကောင်စီတပ်တွေဟာဇွန်လ9ရက်မှာပဲခံကြီးရွာကိုသိမ်းပိုက်ခဲ့ပြီးညပိုင်းမှာတပ်ပြန်ဆုတ်သွားရတဲ့အခြေအနေဖြစ်ပါတယ်။မနေ့ကဇွန်လ9ရက်နံနက်မှာစစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ပိန်နေကုန်းနဲ့ကန်ကြီးကြီးရွာကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DNAA ကထုတ်ပြန်ပါတယ်။ စစ်တပ်ကတရင်မထုတ်ပြန်သေးတော့လဲဒယ်လီဂန်ချန်နယ်များတွင်မူနောင်ချုံမြို့နယ်ကန်ကြီးရွာရှိအကျန်းဖက် DNA စခန်းများအားတင်ပိုက်ပြီးကန်ကြီးကိုတက်မတော်မှထိန်းချုပ်မှုဆိုကတပ်ပုံများနဲ့တကွာခေါ်ပြနေသည်မြို့နီးတကြော့ပြန်တိုက်ပွဲပြင်းထန်လာမှုများကြောင့်နောင်ချုံမြို့ခံများအနေဖြင့်လုံခြုံရေးပြန်လည်စိုးရိမ်ရသည့်အခြေအနေဖြစ်လာပြီးအင်းကိုဆက်မသွားခင်ကျွန်တော်တို့ရဲ့ YouTube Channel ကိုစခရိုက်လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အနေနဲ့ပတ်မလိုက်တဲ့သတင်းတွေကိုတိုက်ပွဲနေရာတွေနဲ့တကွာနေတိုင်းဖော်ပြပေးနေတာကြောင့် ကြီးနေတဲ့ညီအကိုသာလက်မလိုက်တဲ့သင်းတွေကိုစိုင်းနေတတ်တဲ့လူဆိုရင်နောင်တမရစေရဘူးကဲတိုက်ပွဲသင်းကိုဆက်သွားရအောင်မြို့ပေါ်နဲ့အနီးနားကျေးရွာရှိရွာခန့်မှဒေတာခန့်များအကြောင်းမဲမြို့နယ်ဘက်နဲ့မြင်းဆက်ဒေတာများထံသို့စစ်ပေးရှောင်ထွက်ပြေးခဲ့ရကြောင်းလဲဒေတာရင်းတရင်းမြင့်များကဆိုသည်လွေးရီဦးကနောင်ချုံမြို့ကိုထိန်းချုပ်ထားဆဲဖြစ်တော်လဲလူတို့အနေနဲ့လုံချုံရေးကို view site ဖို့လိုအပ်ပါတယ်လက်ရှိက လုံချုံရေးစိုးရိမ်ရတဲ့အခြေအနေမျိုးဖြစ်တယ် ကောင်စီဘက်ကလက်နက်ကြီးပစ်တာဘုံကျဲတာမျိုးတွေမကြာခဏတွေ့နေရတယ်။လူတို့အနေနဲ့လုံခြုံစိတ်ချရတဲ့နေရာ၊ဘေးကင်းတဲ့နေရာတွေကိုရွှေ့ပြောင်းခြင်းဒီယခုအချိန်မှာတော့ကျမတို့လည်းထောက်ခံပါတယ်ဟုပြောထားပါဗျ။ပြီးခဲ့သည့်တပတ်ခမ်းမစတင်ကဘန်းပွေရွာနဲ့အုံမတီးရွာနီးရှိကန်းကော်ရွာဘဝန်းကျင်တွင်လည်းလက်နက်ကြီးလက်နက်ငယ်များခန့်နှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်းမြေပြင်စစ်ရေးတရင်မြစ်တူကပြောသည်2025 AB လကုန်ပိုင်းကတရုတ်ဤကြဝင်မှုဖြင့်ကိုမင်းမျိုးတွင်ပြုလုပ်သောဆွေးနွေး တို့ကြောင့်မဲဒီဘော်မိုးကုန်းနဲ့မိုးမင်းမြို့နယ်တို့မှ DNA တက်များဆုတ်ခွာသွားရန်စစ်တပ်ကတောင်းဆိုခဲ့သည့်အတွက်ဆွေးနွေးပွဲမှာအောင်မြင်ပေးပြီးဆုံးခဲ့ရပြီးလာမည့်အောက်တိုဘာလကုန်ပိုင်းတွင်ထက်မှန်ဆွေးနွေးရန်စီစဉ်ထားသည်လက်ရှိစီရေးရဖြည့်အားပေးမှုနှင့်တရုတ်ဆိုရာ၏ကုန်စည်များပိတ်ဆို့ဖြည့်အားပေးမှုများရင်ဆိုင်နေရတော့လဲတိမ့်ပိုက်ထားသည့်နေမြင်များအားပြန်လည်လက်လုပ်မည်မဟုတ်ကြောင်းဇွန်လရက်နပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် DNA ဘက်ကထုတ်ပြောထားပါသည်ပြီးခဲ့သည့်မေလအတွင်း DNA ထင်းချုပ်ထားသည့် နောင်ချိုမိုးကုတ်ကြောင်မဲမိုင်းငော့မိုင်းလုံးနဲ့မန်တုံမြို့နယ်တို့တွင်လေကြောင်းတိုက်ခိုက်မှု26ကြိမ်လက်နက်ကြီးပြီးခတ်မှု986ကြိမ်တရုံဖြင့်ဘုံ326လုံးနဲ့အစိမ့်ငွေဘုံ114လုံးအုံပြုတိုက်ခိုက်ခဲ့သောကြောင့်ပြည်သူ၈ဦးတေဆုံးက18ဦးဒဏ်ရာရခဲ့သည့်အပြင်နေအိမ်များပြားလည်းပျက်စီးခဲ့ကြောင်း DNA ကထုတ်ပြန်ထားပါသည်